ဟိုဝတားကင်တုတ်ကြောတော့တပွဲကို9တောင်ဝကောင်းတုတ်ကြောတော့တပွဲကို4တောင်စက်သားတုတ်က4တောင်စက်တောင်ပန်တုတ်လို့စက်စီဘူးတုတ်တော့1500ဟုတ်ဟုတ်ရွာနေပြီးတော့ဒီရန်ကုန်တက်လာတော့သူများရှိမှအလုံးစပြီးတော့စားတော့ဆိုင်မှာစလုပ်ခဲ့တယ်လုပ်ခဲ့တဲ့အချိန်ကျတော့ပကံစေးရနေစရတာပေါ့နော်အရန်ဆင်းရဲခဲ့ပါလေလို့ဟုတ်အဲ့တော့သူတို့ကဟိုကိုလုပ်ခဲ့တဲ့ဘောစီတွေကလည်းအဲ့တော့သူတို့ကလမ်းပြရမှာစပြီးတော့ရောင်းခဲ့တာလေအဲ့ရနေကိုကလည်းနမူနာပေါ့နော်ကိုစိတ်ထဲမှာလည်း ဟိုအဲ့လိုမျိုးကိုလည်းတနေ့ကြဒီလိုလမ်းပြောင်းပြည့်ဒီလိုမျိုးလှုပ်ချင်နေဆိုတဲ့စိတ်ကလေးပေါ်ပေါက်တာပေါ့အော်မိသားစုကတော့၄ယောက်ရှိရဲမောင်လေး၁ယောက်ရှိရဲညီမလေး၁ယောက်ရှိရဲအဖေ၁ယောက်ရှိရဲအဖေကတော့လေဖြတ်တာဟုတ်အော်အဲ့တော့ဒီစီးပွားနဲ့ပဲလုပ်သေးတာဟုတ်ကဲ့ မနာမည်ရမဝါပါဟောဒီလိုဆိုင်ရရတော့ဝါဒနာပါလို့ဈေးရောက်နာဝါဒနာပါလို့ဟောအရှင်တို့ကရောဘာလေးတွေလုပ်ကြလဲရှင်တို့ကသူများရှိမှဒီအလုပ်ပဲလုပ်တာဝန်ထမ်းလုပ်တာအဲ့မှာကြတော့6နှစ်7နှစ်လောက်တော့ရှိတယ်သူများရှိမှအလုပ်လုပ်တာလေဝန်ထမ်းလုပ်တာဟောဟိုကိုပိုင်လောက်ကတာတော့ကိုစိတ်နဲ့ကိုကိုဆိုတာအသိပြရပေါ့သူများရှိမှကြတော့တမျိုးပေါ့ဟောဟိုဒီမှာကြတော့ဘယ်လိုပြောကိုစိတ်နဲ့ကိုသဘောဆိုတော့ကိုအစင်ပြေသလိုလုပ်လို့ရတယ်ကိုထည့်ကျင်နာထည့်လို့ရတယ်အဲ့လိုမျိုး သူများရှိရကြတော့သူများစိတ်နဲ့လုံးတော့သူများလုတ်ခိုင်းတဲ့အတိုင်းလုတ်ကားပေါ့မတူဘူးပေါ့ဟုတ်ဟုတ်ဝက်ခေါင်ဝက်ဆိုင်ဝက်ခေါင်တုတ်တို့ဝက်သားကင်တုတ်တို့ကြက်ဆိုင်ကြက်သားတုတ်ကြက်တောင်မန်တုတ်ကြက်စီဘူးတုတ်ကြက်ချောက်ရိုးလို့တုတ်ရတယ်ရိုးနဲ့ရတယ်ဟုတ်ဟိုဝက်သားကင်တုတ်ကြတော့တပွဲကို9000ဝက်ခေါင်တုတ်ကြတော့တပွဲကို4000ကြက်သားတုတ်က4000ကြက်တောင်မန်တုတ်တို့ကြက်စီဘူးတုတ်တို့က1500ဟုတ်အဲအများဆုံးကတော့ဝက်ခေါင်းတုတ်တို့ဝက်သားကင်တို့ကြက်သားတုတ်တို့တော့ကိုကြိုက် ဟာအဲ့တော့ရေနဲ့တက်တက်ရအဲ့လိုမျိုးတေချာစိကြိုးပြီးတော့တေချာလောက်တာပေါ့ဟုတ်ဟောနေအချင်းကြောတော့တနေ့တာတနေ့ပေါ့တနေ့တာတနေ့ကုန်တဲ့ဟာလေးနဲ့ဆက်တယ်ပြီးရေနွေးကိုကြိုးတာပေါ့နော်ရေနွေးကြိုးပြီးတော့ရေနွေးအဖြူကိုကြိုးပြီးဘွမ်းဝတ်ဆူအောင်လို့ဘိုင်းမနာအောင်ပေါ့နော်အချို့ကြောလဲအဲ့လိုရေနဲ့ဆက်တာရှိတယ်ကြာကြောရင်ရွေးတီးတန့်ကြိုးတာပေါ့နော်တောက်ရီတန့်နေအဲ့လိုကြိုးပြီးတော့ဘွမ်းဘွမ်းဆူမှာပြီးကမှရင်ရွေးထည့်ပြီးတော့ဆက်တာအဲ့လို အချင်းကိုကြိုက်တယ်ဟုတ်တယ်အချင်းကိုကြိုက်ကြတယ်အဲ့လိုတချို့ကမေးရပါတော့နော်အချင်းကဘယ်လိုလောက်တာလဲဘယ်လိုလဲအဲ့လိုလိုမေးတာရှိတယ်အချင်းကပိုစားလို့ကောင်းနေတယ်နော်6363486ဟောမိသားစုကတော့၄ယောက်ရှိရယ်မောင်လေး၁ယောက်ရှိရယ်ညီမလေး၁ယောက်ရှိရယ်အဖေ၁ယောက်ရှိရယ်အဖေကတော့လေဖြတ်တာဟုတ်အဲ့ဒါဒီစီးပွားနဲ့ပဲလုပ်သေးတာဟုတ်ကဲ့ ဲ့နိုင်6နိုင်ခွဲ9နိုင်8နိုင်ဝင်းကျင်ဆိုရောင်းရတယ်အဲ့ဒီနောက်ပိုင်းဆိုတော့နည်းနည်းလေးတော့ပါသွားတော့နော်ပုံမှန်ရောင်းရတာ6နိုင်ခွဲ9နိုင်8နိုင်ဆိုပုံမှန်ရောင်းရကျွားနေပြီးတော့ဒီရန်ကုန်တက်လာတော့သူများရှိမှအလုံးစပြီးတော့စားတော့ဆိုင်မှာစလုပ်ခဲ့တယ်လုပ်ခဲ့တဲ့အချိန်ကျတော့ပကံစေးကနေစရတာပေါ့နော်အရင်စင်းရခဲ့ပါလေလို့ဟောအဲ့တော့သူတို့ကဟိုကိုလုပ်ခဲ့တဲ့ဘောစီတွေကလည်းအဲ့တော့သူတို့ကလမ်းပြရမှာစပြီးတော့ရောင်းခဲ့တာလေ အဲ့ရနေကိုကလည်းနမူနာပေါ့နော်ကိုစိတ်ထဲမှာလည်းကိုအဲ့လိုမျိုးကိုလည်းတနေ့ကြဒီလိုလမ်းပြရောက်ပြင်ဒီလိုမျိုးလှုပ်ချင်နေဆိုတဲ့စိတ်ကလေးပေါ်ပေါက်လာပေါ့ဟုတ်သူဘီဟိုအိမ်မှာလှုပ်အားအဲ့လိုကိုတယောက်ပဲရှိရလေနောက်ခံအဖေရဲ့မောင်လေးရဲ့ညီမလေးရဲ့ပဲရှိတော့လှုပ်မဲ့လူကမရှိဘူးလေလှုပ်လူကမရှိတော့ကိုတယောက်တည်းပဲမနေ့ရက်တည်းရတာဟုတ်တာကကတော့အဲ့လိုပေါ့သူများရှိမှလှုပ်သွားတော့အဲ့လိုပေါ့လင်းကားနှဲလောက်ဆိုရင်အဲ့လိုကိုပတာကိုလှုပ်ချင်တဲ့စိတ်ကတော့ ရှိရပါတော့ဒါပေမဲ့အဆင်မပြေဘူးအဲ့လိုသူများရှိမှကျော်လာကစားနေဆိုတော့ဟိုတနည်းနဲ့တနည်းဘယ်လိုပြောမလဲတလားနဲ့တလားပတ်စံအလှမမီဘူးပေါ့နော်အဲ့ဒါကိုကလည်းအော်တနည်းကြမဖြစ်တော့ဘူးဒီလိုသူများရှိမှလုံးလို့တော့မဖြစ်ဘူးဆိုပမာကိုလုံးကြည့်မယ်ဆိုတော့အဲ့လိုလုံးဖြစ်တာပေါ့နော်လုံးလုံးတင်လဲဆိုတော့သူများရှိမှလုံးတော့သုံးတာလဲသုံးပေါ့နော်ဆုတာလဲဆုပေါ့အင်းကိုပေးတာလဲပေးပေါ့သုံးပုံတစ်ပုံလောက်အဲ့လိုမျိုးဆုဆုထားပြီးတော့ ဟိုစုပြီးတော့ကိုယ်ယူမှချက်ကိုလုံးမဲ့နေတနေ့ကြရင်ဒီပတ်စံကိုရပြီဆိုရင်ဖွင့်ပါလို့ဟုတ်ဒါမော်တင်6လမ်းနော်ရထားလမ်းမာကြီးပေါ့ဗော6လမ်းထိပ်ပါဗောဟုတ်ဒီဆိုင်ကတော့ညနေ4နာရီခွဲဆိုထပ်ပါတယ်ဟုတ်ညနေ4နာရီခွဲကနေည9နာရီခွဲထိရပါတယ်လို့ဟုတ်မစားဘူးတဲ့လူလည်းဟိုဝါလေးရဲ့ဆိုင်ကိုလာစားပါလို့ဟိုစားပြီးသားလူတွေကိုလည်းကျေးဇူးတင်ပါတယ်လို့ဝါလေးကအားပေးတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်